ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ရာမာအားလုံး20ကီလိုရှိတယ်။ယူသွားပေါ်ပါတယ်။အမေကြီးမနက်ကတည်းကအမေကတူစိတ်ပူနေတာ၄ချိန်ရှိပြီ။အိမ်ကပြဿနာတွေကိုလည်းကျမသိပါတယ်။အဲဒါကြောင့်မနေ့ကကျမရဲ့အိမ်ရအတွက်ဆောင်းသစ်တစ်ထည်ဝယ်ခဲ့တာ။ကျမကအိမ်ရအတွက်ဆောင်းတစ်ထည်ဝယ်ဖို့ကို အကြာကြီးစဉ်းစားခဲ့တာ။ ဒါပေမဲ့မလိုအပ်ဘဲပါတကူမှမတုံးရဲခဲ့ဘူးလေ။ကောင်းပါပြီ။ပြီးခဲ့တဲ့လကလည်းမင်းကရူပီ800ရန်ဖဲတဲ့နှထဲကိုဝဲခဲ့သေးတာပဲ။အဲ့ဒါကိုလည်းကျမကဘာမှမပြောခဲ့ပါဘူး။ရာမာနဲ့ယောက်ခမတို့ကြားမှာအဲ့လိုအငင်းပွားမှုမျိုးနဲ့ပဲမနှက်ခင်းနိုင်စတင်ခဲ့တယ်။ရိုဟိတ်ကအိမ်မှာကျူးတဲ့သောဝင်ငွေရှာသူဖြစ်တာကြောင့်အရာအလုံးကိုဂရုစိုက်ရပါတယ်။မကြခင်မှာဂျီဝါလီပွဲတော်ရောက်တော်မှာပါ။ ဒါပေမဲ့ရာမာနဲ့သူယောက်ခမတို့ကတော့ဂျီဝါလီပွဲအတွက်လိုအပ်တဲ့ဖြစ်စီတွေကိုဝယ်ဖို့အတွက်ပတ်စံမလုံလောက်ခဲ့ပါဘူး။ဒါကြောင့်မယ်သူတို့နှစ်ဦးစလုံးကဒီလိုပဲတိတ်ဆိတ်နေခဲ့ရတယ်။ဇန်နေမှာတော့ရာမာကသူယောက်ခမနဲ့အတူတူမန်ဂယ်ဘာဇာကနေပြန်လာစဉ်လမ်းမှာဈေးဝယ်နေတဲ့သူတငယ်ချင်းရှီတဲလ်နဲ့တွေ့ခဲ့တယ်။ "Hello ရာမာ၊နေကောင်းလား။ Hello အန်တီဂျီ။ Hello တငယ်ချင်းရှီတဲလ်။အန်တီလည်းနေကောင်းပါရဲ့။နေရောပြောပါဦး။" နေကောင်းရဲ့လားအခုနင်ဒီကိုဘာလာလောက်တာလဲကျမကဂျီဝါလီတွက်ဈေးဝယ်နေတာပါ မနေ့ကကျမရောက်ခမကကျမအတွက်လက်ဆောင်တွေအများကြီးဝယ်လာပေးတယ်လေအဲ့ဒါကြောင့်ဒီနေ့ကျမကလည်းကျမရောက်ခမအတွက်လက်ဆောင်ဝယ်ပေးတဲ့နယ်လို့တွေးမိတယ်အခုဆိုရင် ကျမတို့ရောက်ခမနဲ့ချွေးမနှစ်ယောက်စလုံးကជីဝါလီမှာတယောက်ကိုတယောက်လက်ဆောင်နေများကြီးပေးကြရတယ်လေ။ကျမတို့ရဲ့ជីဝါလီဈေးဝယ်တာအတွက်တလားလောက်ဆိုတင်ပြီးတော့မှစတင်လို့ဆောင်လေးရှိပါတယ်။ကောင်းပါပြီ ကျမသွားတော့မယ်။အမေရောက်ခမကြီးကကျမကိုစောင့်နေလိမ့်မယ်လေ။သူ့အတွက်လက်ဆောင်ဝယ်ဖို့တမီးကသွားတယ်ဆိုတာကိုရောက်ခမကြီးကလည်းသိနေတယ်လေ။ရာမာကတော့ငါအတွက်လက်ဆောင်တစ်ခုမှမယူလာသေးဘူး။သူ့တငယ်ချင်းကိုကြည့်အောင်။သူမရဲ့ရောက်ခမအတွက်ဒီဝါလီလက်ဆောင်တွေအများကြီးဝယ်နေတယ်။ကျမရဲ့ရောက်ခမကကျမအတွက်လက်ဆောင်တစ်ခုမှမပေးဘူးဘူး။ရှီဂျဲလ်ရဲ့ရောက်ခမကတော့သူမအတွက်ဈေးကြီးတဲ့လက်ဆောင်တွေအများကြီးဝယ်ပေးခဲ့တယ်။ ရောက်ကမနဲ့ကျွေးမနဲ့အောင်စလုံးကတယောက်ကိုတယောက်အကြောင်းပဲတွေးနေပါတယ်။ဂျီဝါလီမတိုင်ခင်နှစ်ရက်အလိုမှာပဲရာမာနဲ့သူရဲ့ယောက်ခမတို့အင်တန်ရှင်လုပ်ရင်းနဲ့အလုံများနေကြပါဗျ။တပြက်စီလဲနေတော့မှရာမာရဲ့ယောက်ခမကလေကားပေါ်ထိုင်ချလိုက်တယ်။အမေဘာဖြစ်ကြလဲ။ဘာလို့ရုတ်တရက်ထိုင်ချလိုက်တာလဲ။အမေလည်းမသိဘူးလေ။အမေကိုဒီလောက်အလုံမလုပ်ပါနဲ့လို့ကျမပြောခဲ့တယ်။ဒါပေမဲ့အမေကမနာဘူး အခုအမေအိမ်ဟာပေါ်လဲနေပါ။ကျမအလုပ်အလုံးလုပ်လိုက်ပါမယ်။ရောက်ကမကိုအနားယူဖို့ပြောပြီးတဲ့နောက်မှာရာမာကအိမ်လုပ်တွင်နဲ့အလုပ်ရှုပ်နေတော့တယ်။ရောက်ကမကလည်းစိတ်ထဲမှာရာမာတယောက်အလုပ်တွေကိုပဲလုပ်နေပါစေလို့တွေးနေတယ်။ရာမာကအယမ်းကောက်နဲ့ချွေးမတယောက်ပဲ။ငါကသူ့မကို မလို့အဖဲအပြည့်သဘောတွေတွေးနေမိတာ။ငါတို့မှာပတ်စံအများကြီးမရှိပေမဲ့သူမကငါတို့ရဲ့ချွေးမပဲလေ။ ငါစုထားတဲ့ရူပီးတစ်ထောင်နဲ့ရာမကျွတ်လက်ပါတဲ့ဖဲတဲ့တထည်ကိုတော့ဝယ်ပေးနိုင်တယ်။ငါတော့ဝယ်ပြီးပေးလိုက်ရင် तू မပြောမှာပါ။တနာစင်ရကောင်မလေးကသူ့အကျွတ်ကိုဘသာတော်ဒီလောက်မဝယ်နိုင်ဘူး။ तू မကြီးဝါလေးပူဇာကျွတ်ဖဲတဲ့အစ်တတထည်ဝယ်ရရင်ငါလည်းပီတိဖြစ်မှာပဲ။ရာမရောက်ကမကဈေးကိုသွားပြီးတော့တိတ်တိတ်ဆိတ်နဲ့ဖဲတဲ့တထည်ဝယ်လာလိုက်တယ်။ပြီးတော့ကြီးဝါလေးမှာရာမကိုပေးဖို့အကျွတ်လုံချုံအောင်လို့တင်ထားလိုက်ပါတယ်။ အဲ့ဒီတော့ဒီမှာပဲရာမာကလည်းသူ့ရဲ့ရောက်မှအကြောင်းကိုအလားတူစဉ်းစားနေခဲ့တယ်။မမေကျမတငယ်ချင်းအိမ်ကိုသွားလိုက်အောင်မယ်။ဒီဝါလီဆိုတော့လေအားလုံးအတူတူထိုင်ကြမယ်။မကြခင်နှစ်နာရီသုံးနာရီတွင်ပြန်လာခင်မယ်။ကောင်းပြီ။ဒါပေမဲ့ညနေမရောက်ခင်ပြန်လာနော်။ရာမာကျွန်တော်အလုပ်သွားတော့မယ်။ရာမာကိုသွားရင်းနဲ့မင်းကိုလမ်းဆောင်လိုက်ပို့ပေးလို့ရပါတယ်။ရိုဟစ်မဟုတ်ဘူးမဟုတ်ဘူး ကျမကိုတငယ်ချင်းတယောက်ကလာခေါ်လိုက်မယ်။သူမနဲ့ပဲကျမလိုက်သွားလိုက်မယ်။ကောင်းပြီ။ဒါဆိုကျွန်တော်သွားတော့မယ်။ဒီနေ့ဇက်ရုံကိုစောစောလာဖို့တတိကခေါ်ထားတယ်။ဒီဝါလီဆိုတော့တတိကညနေစောစောပြန်ခွင်ပေးမယ်တဲ့။ဒရာမာကတယောက်သေးသွားဖို့အတွက်စင်ချေပေးလိုက်တယ်။ငါကတော့သူမအတွက်ဒီဝါလီလက်ဆောင်လေးပေးဖို့ထိုင်ဆောင်နေတာ။အဲ့ဒါကို သူမကငါ့ကိုထားခဲ့ပြီးသူ့တငယ်ချင်းနေနဲ့ထွက်သွားတယ်။ဘာလဲဆူရှမ ဘာတွေစဉ်းစားနေတာလဲဘာမှမဟုတ်ပါဘူးကျမရာမကြောင့်တွေးနေတာပါ အရန်ကြာနေပြီသူမကအိမ်ကိုမလာသေးဘူးကိစ္စမရှိပါဘူးဒီနေ့ကဒီဝါလီလေသူမလည်းသူ့ရဲ့တငယ်ချင်းတွေနဲ့ထိုင်နေမှာပေါ့ဒီပတ်စံလေးကိုယူထားပြီးရာမကိုပေးလိုက်ပြီးတော့ဒီဝါလီအတွက်ဈေးလေးပါလေးတွားဝယ်လိုက်အောင်ရိုဟိခေါင်းပေါ်မှာပဲဝန်ပိနေတာပဲအိမ်လာက မီးဖို့ရေကုန် ပြီးတော့စားသောက်ကုန်တွေကရှိသေးတယ်။ဒါကြောင့်ငါတို့ကသူ့ကိုပြားမပေးချင်ဘူး။အဲဒီနောက်မှာရိုဟိတ်ကအိမ်ပြန်ရောက်လာပေမဲ့လေသူကဝမ်းနေနေတယ်။အမေကျွန်တော်ဘာလုပ်ရမလဲ။ဂျီဝါလီကဒီလောက်ကြီးကျယ်တဲ့ပွဲတော်လေ။ဒါပေမဲ့ကျွန်တော်လားစာအကုန်လုံးကအိမ်လားကမိကုန်ရေကုန်နေတဲ့ကိုကုန်နေပြီ။ကျွန်တော်ကအမေတို့အတွက်ဘာမှလုပ်မပေးနိုင်ဘူး။ရိုဟိတ်မင်းယူနေလား။မင်းကဒီလောက်တောင်အလုပ်စူးစမ်းနေတာ။ ကြည်ပါအောင်မင်းကငါတို့မိဘတွေကိုဘလောက်တောင်ပြုစုလုပ်ကြွေးလဲဆိုတာလေမင်းကငါတို့အကြောင်းဘလောက်တောင်တွေးနေလဲဆိုတာကိုအမေသိတယ်မင်းကမိသားစုအတွက်ကြီလောက်လောက်ပေးနေတာမလုံလောက်သေးဘူးလားတာယာအဲ့လိုမျိုးဝမ်းနဲ့မနေပါနဲ့တာလေးရဲ့လာပါအနားယူတော့မနှက်ပြန်ကြအားလိုက်ရပဲအရန်ကြီးစဉ်းစားမနေပါနဲ့ရာမာချွတ်သွားတာကြားလာပါပြီသူမကအခုကြည့်ကိုအိမ်ပြန်မလာသေးပါဘူး ။ဆူရှမာကအိပ်ဖြော်သွားတာကြောင့်မလို့ခနာစားတဲ့အထိသူမအခန်းထဲမှာအိပ်နေလိုက်တယ်။အိမ်ထဲကိုရောမရောက်လာတာကိုတော့သူမကသတိမထားလိုက်မိဘူး။နောက်တနေ့ကတော့ဂျီဝါလီနေ့ဖြစ်တယ်။ရောမကမနက်ခင်းကအိမ်အဝင်ပေါက်မှာရန်ဂိုလီပကြီးဆွဲနေခဲ့ပါတယ်။သူမကသူမရဲ့အိမ်လေးကိုပန်းကောင်းနေတဲ့အလားအဆင်ခဲ့ပြီးတော့လက်ကမီကနဲ့ရုပ်ထုကိုလည်းထည့်ထားခဲ့ပါတယ်။နေ့လယ်ပတ်အရောက်မှာတော့ရောမတယောက်ကပူဇာအတွက်ပြင်ဆင်နေတော့ဆူရှမာကသူမကိုခေါ်လိုက်တယ်။ရာမာဆွေးမလေး ဒီဖဲတွေကိုငါစီကជីဝါလီလက်ဆောင်ပြေယူလိုက်ပါ။ဂျာကငါမင်းအတွက်ဝယ်လာတာ။မမေမမေကကျမကိုជីဝါလီမှာလက်ဆောင်ဝယ်ပေးတာ။အာဒီဖဲတွေကအရန်လာတာပဲမမေ။မမေကကျမကိုဒီလိုလှပတဲ့လက်ဆောင်ပေးလိုက်မယ်လို့ကျမဘယ်နှုန်းကမှစိတ်တောင်မကူးဘူးဘူး။ကျမဒီဖဲတွေကိုဝယ်ပြီးချက်ချင်းပြန်လာခဲ့မယ်နော်။ဆူရှမာကဖဲတွေဟာရူဘီတစ်ထောင်ပဲတန်တယ်ဆိုတာသိထားပါဗျ။ ဆူရှမာကချွေးမကိုပေးဖို့အတွက်ကြောက်ရွံ့နေခဲ့ပေမဲ့လေရာမာကတော့ပတ်စံထက်လက်ဆောင်ထဲမှာဝတ်ထားတဲ့ချစ်ချင်းမြတ်တာရဲ့တံမိုးကိုပို့ပြီးတော့မြင်ခဲ့တယ်။ရာမာဝင်စားလဲပြီးတာနဲ့ခြံထဲကိုထွက်လာတဲ့အခါမှာသူမရဲ့လက်ထဲမှာလည်းလက်ဆောင်အချို့ပါလာခဲ့ပါတယ်။မမေကြည့်ပါဦး။ကျမမမေအတွက်ဒီဖဲတယ်လေးယူလာခဲ့တယ်။ပြီးတော့မမေကအဲ့ရအတွက်စောင်းသစ်တစ်ထည်လိုချင်တယ်လို့ပြောခဲ့ဘူးတယ်မဟုတ်လား။ကြည့်ပါဦး။ကျမမေအတွက်ခေါင်းအုပ်စုပ်ပါတဲ့အဆောင်သစ်လေးယူလာခဲ့တယ်။ ဖေဖေကျွတ်ကတော့ကုတာပဆိုးနဲ့ရိုဟိကျွတ်ကအင်းကြီးလက်ရှိအစ်တလေမမေမမေဘာမှမမေးခင်ကျမကြောင်းမှာမာတဲ့ကျမမမေကိုလိန်ခဲ့တယ်ကျမတငယ်ချင်းတွေနဲ့နှစ်နာရီသုံးနာရီလောက်သွားတွေ့ခဲ့တာတော့မှန်ပါတယ်ဒါပေမဲ့အဲ့ဒီမှာကျမကကျမတငယ်ချင်းတွေအားလုံးကိုရန်ကိုလီဆွေးနီးတင်ပေးခဲ့ပါတယ်ကျမတငယ်ချင်းတွေအများကြီးလည်းအဲ့ဒီကိုရောက်လာခဲ့ပါတယ် ။လူတိုင်းကကျမစီကနေရန်ကိုလီဆွဲတဲ့အသက်ကိုတင်ယူပြီးတော့မှကျမကိုများကြီးချီးကျူးခဲ့ကြတယ်။အဲဒါကအလောယောင်ဆွေးနွေးပွဲတစ်ခုဖြစ်ပြီးတော့မှရန်ကိုလီတင်ပေးခဲ့တဲ့အတွက်ကျမတနအီစာလေးပတ်စံရခဲ့တယ်။အခုသူတို့ကကျမကိုမဟန်ဒီစေတိုနီကိုလည်းတင်ပေးခဲ့ကြရဲ့လေ။ဒါကကျမရဲ့စ조사အထောက်မှုကနေရတဲ့ဝင်ငွေဖြစ်ပြီးတော့အဲဒီပတ်စံနဲ့ပဲအမေတို့အားလုံးအတွက်လက်ဆောင်တွေဝယ်ပေးခဲ့တာပါ။ ကျမရဲ့ချိန်မှာကဒီလောက်အလားလာကောင်းတဲ့သူဖြစ်မယ်လို့ကျမဘယ်နှုန်းကမှမတွေးခဲ့ဘူးဘူး။တတ်တော်ရှိပါစေချိန်မှာလေ။တမိတတ်တော်ရှိပါစေ။မင်းဒီနေ့ငါကိုအယံပျော်ရွှင်စေခဲ့တာကငါပြန်ပြီးတော့မပြောပြတတ်တော့ပါပဲ။ငါချိန်မှာကအရေးချင်းအပြည့်ရှိတဲ့သူပဲ။အမေပြောတာမှန်ပါတယ်။ကျွန်တော်လည်းရာမကိုအယံကုန်ယူတယ်။တတ်တော်ရှိပါစေရာမချိန်မှာကိုကြပါစိုးကအယံလာတာပဲ။ ဆိုရှမာမင်းကိုချွေးမကို ပေးဖို့အတွက်ပတ်စံကပေးခဲ့တယ်။အဲဒါကို ရှာကွန်ဖြစ် သူ့ကိုပေးလိုက်ပါ။ရာမာနဲ့ရိုစ်တို့နေရာစလုံးကသူတို့ရောက်ခမရရဲ့ခြေထောက်ကိုအတူတူထိကမ်းပြီးတော့ဒီဝါလီပူကြမှာလက်မီဂါနက်ကိုအတူတူမီးပူစော်ပြီးတော့မြပျော်ရွှင်စွာနဲ့ဒီဝါလီပွဲတော်ကိုကျင်းပကြတယ်။ဒါကအမှန်ပါပဲ။ချစ်ချင်းမြတ်တာပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုရှိတဲ့အိမ်မှာနတ်သမီးလက်မီကစတင်ပြီးသတင်းတောင်းဆန်မြန်မာတယ်။ ရာမာကဒီလုံးမှာကျွမ်းကျင်သူဖြစ်တာကြောင့်မလို့ဒီဝါလီအတွက်လက်ဆောင်နေပြင်ဆင်နိုင်ခဲ့တယ်။နောက်ပိုင်းမှာတော့ရာမာကရန်ဂိုလီမဟန်ကြီးအချုပ်ပညာပန်းထိုးပညာသူမေပညာစာရီကိုတင်ကြားပေးတဲ့သူမရဲ့ကိုပိုင်အလုံယုံကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။တပြေပြေနဲ့သူမရဲ့အလုပ်ကလည်းကောင်းလာပြီးတော့သူမရဲ့ရောက်ခမဆူရှမာကလည်းသူမကိုကူညီခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့ကြိုးစားမှုကြောင့်မလို့ရိုဟင်နဲ့သူရဲ့ဖခင်တို့ကလည်းမိသားစုသုံးစိတ်တွေကိုထိန်းချုပ်ရမှာများစွာအထောက်အကူရရှိခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်